ဒါတွေရေးဆက်လိုက်တဲ့အခါကျတော့အာလုံးရဲ့လက်သေးတရားခံကတော့ဒီအာနာယုဒတိုက်ပဲအဲ့ဒီဆက်အာနာရှင်စနစ်ပဲအဲ့တော့ဒီကောင်တွေရှိနေသူရဲ့ဒါတွေဖြစ်မယ်ဒါတွေကိုနောက်နောက်ကိုဘယ်တော့မှမဖြစ်အောင်ဒီကောင်တွေအကုန်လုံးကိုအမြစ်ကလှန်ပြီးတော့ရိုက်ချိုးပြစ်မှရမယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ နေစဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ချင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအားနာရှင်စနစ်ကြာရှုံးရမည်ဒုသေးသေးငတိမိုင်ပြီးရောဆိုတဲ့စိတ်ချက်နဲ့ မလာဂျမ်ပတ်စစ်တပ်နဲ့အတိုင်းဝိုင်းတွေကသူတို့ကိုဂျူးအတွက်သူသူတို့ကိုဂျူးစည်းဝါးအတွက်လှုပ်ချင်တိုင်းလှုပ်နေကြကျွန်တော်တို့မြန်မာပြည်သူတွေရဲ့လူကုန်တိတ်ခါလူကုန်တိတ်ခါရှိရှိနဲ့ရက်ဒီပိုင်ခွင့်နေထိုင်ပိုင်ခွင့်ရှင်သန်ပိုင်ခွင့်နဲ့ ကျွန်တော်တို့မြန်မာပြည်သားအားလုံးရဲ့လူအခွင့်အရေးတွေဆိုတာယနေ့အချိန်ထိကိုရေပေါ်မှာယုံယုတ်ရေးပြမှုအနေထားဖြစ်တယ်တကယ်ကိုယူကောက်ခံဆိုရရင်းနဲ့ဒီမိုကရေစီနဲ့လူအခွင့်အရေးကိုလေးစားလိုက်တာတဲ့အစိုးရတွေအုပ်ချုပ်တဲ့တိုင်းပြည်တွေမှာ ကြည့်လိုက်ဒီလိုမျိုးသဘာဝဘေးအန္တရာယ်ဖြစ်လာတဲ့အခါမှာတကယ်ကိုစွန့်စန့်တမန်နဲ့ကိုကြီးကယ်ဆယ်ရေးတွေတာခွေစောင့်ရှောက်ရေးတွေပြန်လဲထူထောင်ရေးတွေအကုန်လုံးလုပ်ပြီးအင်္ဂလိယနောက်ဆက်တွဲကယောဂါရီ ဥစ္စာယောဂရီရည်တန့်ရရှိရေးအစားအသောက်ရရှိရေးလျှက်စအနေကင်းရှိရေးလမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးအကုန်လုံးကိုတက်ဆွမ်းသမျှလုပ်ပြီးတယ်နောက်ဆုံးပြဒီမိုကရေစီအစိုးရမပြောနဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံလို့ကွန်မြူနစ်အစိုးရတော်မှာ သူတို့တွေ good governance ဆိုတဲ့ကောင်းမွန်သောအုပ်ချုပ်ရေးအတွက်ကိုသူတို့ပြည်သူတွေအတွက်ကိုအကောင်းဆုံးဖြစ်အောင်ကူညီကယ်ဆယ်ပေးကြတယ်ဆိုတာကိုကျွန်တော်ပြည်သူနေရမှာဖြစ်တယ်ကျွန်တော်တို့တိုင်းပြည်ကတော့အဲ့ဒီနေဝင်းကနေစလိုက်တဲ့လက်တဆုပ်စာအာနာရှင် လောဘသာအာနာယုတတိုက်ကြတိုင်းပြည်လဲဖုန်ညက်ဂျေတေတော်ရီလဲပြုံးတဘာဝတန်ဇရတီလဲအောက်စင်းနဲ့ရောင်းယာဒီဥရဖောက်ပြန်တဘာဘေးအနေရီသင့်တခါသူတို့ရဲ့မတရားတာလုပ်မှုကိုလက်မခံနဲ့ကျွန်တော်တို့ ကိုပိုင်ပြဌာန်းခွင့်ရရှိရေးဖက်ဒရယ်စနစ်ရရှိရေးဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုရရှိရေးအတွက်ကိုယုံကြည်ချက်အပြည့်နဲ့လက်နက်ဆွဲကင်ဒေါ်လန်ခဲ့ကြရတော့တိုက်ပြီလဲ190ကျော်စစ်မီတောက်လာပါဒါရီအရေးဆက်တဲ့အခါကျတော့အားလုံးရဲ့လက်သက်တရားခံကတော့ဒီအာနာယုဒသိုက်ပဲအဲ့ဒီစစ်အာနာရှင်စနစ်ပဲ အဲ့တော့ဒီကောင်တွေရှိနေသူရဲ့ဓာရီဖြစ်မယ်ဓာရီကိုနောက်နောက်ကိုဘယ်တော့မှမဖြစ်အောင်ဒီကောင်တွေအကုန်လုံးကိုအမြစ်ကလှန်ပြီးတော့ရိုက်ချိုးပြစ်မှရမယ်ခြေမုံးပြစ်မှရမယ်ဒီနေ့မြမာဘီရဲ့လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲအကျက်တဲ့ပြဿနာစိန်ခေါ်မှုအားလုံးနှီးပါသည်နေဝင်းတို့ကနေစလိုက်တဲ့စစ်အာဏာယူသက်တိုက်ကြောင့် အရာကိုဆက်အနာရှင်စနစ်ကိုမျိုးစားလိုက်တို့တွေဆက်ပြီးတော့စင့်ပွားပြီးတော့ချလာလိုက်တာနောက်ဆုံးအခုမာလာတိအဲ့တော့အကြံပတ်စစ်တပ်ထဲမှာပြုပြင်ပြောင်းလဲရေးကိုလိုလားသူလူ့ခွင့်ရေးကိုလေးစားသူအမှန်တရားအတွက်ကိုရဲဝံ့ရက်တီရေးစားရဲသူတရားမှမရှိဘူး ဒီသူတွေအကျိုးကိုလူလားသူတရားမှမရှိဂတိတူတူစကားတူတူတရားမှမရှိတို့ကိုကြိုးစည်းပွားအတွက်တို့မိသားစုအတိုင်းဝိုင်းနေကောင်းစားဖို့အတွက်ဘာနှစ်ဖူးကိုတိုက်တူးမဲ့အောက်တန်းစားတွေတရေဘောကြောင်လဲကောင်းတယ် အဲ့တော့လက်ရှိမြန်မာပြည်မှာရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေအားလုံးဟာဒီကောင်တွေဖြစ်တာယနေ့စကိုင်းမန္တလေးအပအဝင်မြန်မာပြည်ကအေးလေးနော်နလီင်ကြီးရိုက်ခတ်မှုကြောင့်မြန်မာပြည်လူဦးရေငါကြိုးတချိုးလောက်ကိုနလီင်တံကိုခံစားခဲ့ရတယ် အမေရိကန်နိုင်ငံရဲ့ကျွမ်းကျင်တဲ့အဖွဲ့အစည်းရဲ့တွက်ချက်မှုအရလူကြီးတပေါင်းထိအသက်ဆုံးရှုံးနိုင်ပြီးတော့သိန်းနဲ့ချီပြီးတော့ဘဝတွေပြတ်ကြရတယ်ဆိုပြီးတော့ခံမှန်းတွက်ချက်ထားတယ်။အဲ့တော့ယနေ့ကျွန်တော်တို့လေလေးတံမြင်ရတဲ့အခါမှာကျွန်တော်တို့အပါဝင်မြမပြည်တွင်းကောပြည်ပကောမြမပြည်တွင်းအကုန်လုံးကစိတ်နှလုံးမသာမယာနဲ့ ဝမ်းနဲ့ကြွေကွဲစွာနဲ့ဒီပြည်သူတွေကိုဘယ်လိုကူညီရမလဲဆိုပြီးတော့ကူညီကြတယ် PDF တွေ LDF တွေကအစတပတ်သက်တိုင်းသားလက်ကိုက်တပ်ဖွဲ့တွေကအစတပတ်သက်အပြစ်ခတ်ရစဲရေးကိုကျင်ညာပြီးတော့ဘေးရန်တင့်တဲ့ပြည်သူတွေကိုကူညီကယ်ဆယ်ရေးတွေကိုလှုပ်ဆောင်ကြတယ်အဲအဲ့လိုလုပ်တဲ့အချိန်မှာမဟာလာဂျမ်ဘတ်စစ်တပ်ကအပြစ်ရရဲကိုပယ်ချပြီးတော့ လေချောင်းကနေဘုံကျဲတိုက်ခိုက်တာစစ်ချောင်းခိုးတာရွာတွေကိုမီးရှို့တာတွေကိုတိုးမြင့်ပြီးတော့လှုပ်လာခဲ့ပြီးတော့နောက်ဆုံးသူတို့ရဲ့ပထွေးတရုတ်ကဲကူညီကဲစဲရေနန်းကိုမာယွန်းပြက်ခတ်မိတဲ့အခါကျတော့မှ condition နဲ့ဘလောက်ကြကြအပြစ်ရပ်ပါမယ်ဆိုပြီးတော့နှုတ်ကတိနဲ့ပြောတော့လေလက်တွေမှာအပြောတခြားအလုပ်တခြားအဲ့တော့ဒီကောင်နေခဲ့စကားက ဘယ်တော့မှယူလို့မရဘူးဆိုတော့ကျွန်တော်တို့ကသိနေတဲ့အတွက်ဒီကောင်နေနဲ့ကဘယ်တော့မှတွဲစုံဆွေးတွေးဆိုတာမဖြစ်နိုင်ဘူးဒီကောင်နေနဲ့ကဘယ်တော့မှအမျိုးသားပြန်လဲပြည့်တည်မြဲဆိုတာမဖြစ်နိုင်ဘူးဒီကောင်နေအကုန်လုံးကိုတို့ဂျူးလွန်နဲ့အပြစ်လျောက်အပြစ်ပေးရမယ်ရေးယူရမယ်ဘာဝင် ပတ်သက်တဲ့သူတွေဥပပေါင်းကြံစီတဲ့သူတွေအပြစ်ပေးရမယ်ရေးယူရမယ်ဒါကူလက်ခံ ေးဒီကောင်လေးကိုအရေးယူဖို့ကကျွန်တော်တို့မြန်မာပြည်မှာ Federal Democracy စနစ်ကိုရရှိပြီးတော့မြန်မာပြည်မှာဒီကောင်လေးကိုအမြင့်ပြတ်ခြေမုံပြီးမြန်မာပြည်ရဲ့တရားစီရင်နဲ့သူတရားစီရင်ရမှာဖြစ်တယ်ဒီကောင်လေးကိုပြင်းထန်တဲ့မတ်လောက်တားလောက်တဲ့ထိရောက်တဲ့အပြစ်တွေကိုပေးပြီးတော့အရေးယူရမှာဖြစ်တယ် ဒါပြင်ကိုမြမဂျမ်ဘတ်စစ်တပ်မှာတာဝန်ထမ်းဆောင်ပြီးယူတဲ့သူတွေပြစ်မှုကျူးလွန်လားမကျူးလွန်လားကိုစမ်းစစ်ပြီးတော့ဘယ်တော့မှလက်နက်ကင်ဆောင်ခွင့်မရစေရဆိုတဲ့ဥပဒေမျိုးအထီးကိုကျွန်တော်တို့ဂျပန်မှာအမေရိကန်ကလုတ်သွားတဲ့ကဲ့သို့လုတ်ဆောင်တဲ့သလားဆိုတဲ့နီလာနေပါရှာကြံပြီးတော့အပြစ်ပေးအရေးယူမှုတွေကိုထိတိယအောင်လုပ်ကြကျွန်တော်တို့ အခုမန္တလေးမှာသခိုင်းမှာပြည်သူတွေဒုက္ခရောက်မြမဘီကြီးမှာယခုနှစ်မှာတော့အလျင်လှုပ်ပြီးခဲ့တဲ့နှစ်ကရေတွေကြီးခိုးရှင်းနှစ်တွေကကိုဗစ်မီးလောင်ဖြစ်လိုက်တိုင်းဖြစ်လိုက်တိုင်းပြည်သူကပြည်သူကိုပဲကူရတယ်ကဲရတယ်ကားရတယ် တကယ်ကိုပြည်သူကိုတမိုးထားတဲ့ကျမ်းပီတွေမှာကြတော့ပြည်သူတွေတခုဖြစ်ပလားဟဲ့နောက်ဆုံးထိုင်းကလူငယ်လေး73ယောက်ကြောက်ကူထဲမှာပြိမိတဲ့အချိန်မှာအစိုးရရဲ့မျက်နှာနဲ့နိုင်ငံတကာဘယ်လောက်ထိကူညီကြကြလဲဘယ်လောက်ထိဂရုစိုက်ကြလဲထိုင်းအစိုးရလည်းဒီ73ယောက်ဆိုတဲ့အသက်ကိုဘယ်လောက်တန်ဖိုးထားသလဲအဲ့တော့ မန္တလေးမှာစကိုင်းမှာငလျင်ဘေးကြောင့်ပြည်သူတွေအသက်တွေဆုံးရှုံးရဘဝတွေပြည့်ရပြည်သူတွေမြဝါထက်တယ်မြင်ရတယ်အဲ့လိုဖြစ်တဲ့အချိန်မှာမဟာလာဂျမ်ဘတ်စစ်တပ်ကမဖြစ်မနေစစ်မှုထမ်းဥပဒေနဲ့အတင်းဆက်ပြီးတော့လူစုတွေဖမ်းနေပေါ်ဒါဆွဲတယ်အခုမန္တလေးမှာ နောက်တဲ့ရှက်ပြာဝိတ္တိအပြင်နောက်လုံကျဲဆိုပြီးတော့မြမပြီအနားမှာဖွဲ့ရမယ်ဆိုပြီးတော့ဆက်ပြီးတော့လှုပ်လာတာတွေတွေ့ရမှာဖြစ်တယ်ဒီကောင်ကမဟာလာဂျမ်ဘတ်စစ်တပ်ကလည်းသူ့အာဏာတည်မြဲရေးအတွက်ဘတ်ဘောင်းဆောင်ကအကုန်လုံးကိုလှုပ်ပြီးတော့သူကိုယ်တိုင်လည်း risk ကိုယူပြီးတော့ဘာ risk လဲဆိုတော့စိုးရိမ်ရတဲ့အန္တရာယ်က တို့ဖန်စီပြီးတော့စစ်တနန်းတွေပေးပြီးတော့လက်နက်ပေးလိုက်တဲ့ဒီလူငယ်တွေဒီပြည်သူတွေကတို့ကိုမောင်းပြန်လှဲ့မလားတို့ဘက်ကပြောင်းပြန်လှဲ့မလားဆိုတဲ့ risk ဒါကိုတို့ကြောက်တယ်တို့သိတယ်ဒါပေမဲ့တို့ရွေးစရာလမ်းမရှိတော့တဲ့အချိန်မှာဒါကိုနောက်ဆုံးဖက်သက်အနေနဲ့အတင်းလုပ်တယ်အဲ့တော့ အပြစ်မတွေစစ်မှုထမ်းဥပဒေရဝင်လိုက်ရတဲ့ပြည်သူတွေကပြဲစရာမြေလည်းမရှိထွက်စရာနိုင်ငံခြားလည်းမရှိတဲ့အခါကျတော့ဘလောစီရှင်တန်ရေးအတွက်သူတို့ပါသွားမယ်ဒါပေမဲ့ဒီလူတွေဒီလူတွေဒီချစ်လို့လိုက်သွားတာမဟုတ်ဘူးမလာအတွက်အသက်သေးခံချင်လို့လိုက်သွားတာမဟုတ်ဘူးဒီလူငယ်တွေဒီကျွန်တော်ယုံကြည်တယ်ကျွန်တော်မျှော်လင့်တယ် အချိန်တိုင်းတွေးထားမယ်ကြိုတင်ပြီးတော့ကြံစီထားမယ်ဒီကောင်းလေးကိုဘယ်လိုပြန်ပြီးတော့ပြန်ပြန်လှည့်လို့ရမလဲဒီကောင်းလေးကိုဘယ်တော့ပြန်ပြီးတော့အလေးငိုက်တွေ့လို့ရမလဲဒီကောင်းလေးရှိကလွတ်မြောက်လမ်းကိုငါတို့ဘယ်လိုလုံးလို့ရမလဲဆိုတဲ့နီးလမ်းတွေကိုကြိုတင်ကြံစီမယ်ကြိုတင်စ조사မယ်တွေးတော့မယ်လို့ယုံကြည်မျှော်လင့်တယ်တစ်ချိန်တည်းမှာပဲ ဘယ်ချိန်ကငါတို့အတွက်အခွန်ကောင်းဖြစ်ပြီးတော့ဘယ်ချိန်မှတိုင်းမလုံးအတိုက်တန်နဲ့ဟန်ချက်ညီညီနဲ့အတင်းကျပ်စစ်မှုထမ်းဥပဒေအရတော်ရရဲ့တက်တဲ့ကိုအသင်းသွတ်သွင်းခြင်းခံရတဲ့လူငယ်တွေအကုန်လုံးကတစ်ချိန်နဲ့တစ်ပြိုင်နဲ့ပြန်ပြီးတော့ပြောင်းလဲပြီးတော့တက်တွင်းသဘုံထမှုတွေဘယ်တော့လုံမလဲဆိုတာကိုကြံစီတွဲတောင်းစဉ်းစားနေမလားဆိုတာလေကျွန်တော်တို့မသိနိုင်ဘူးအေးတေကြရယနေ့ ဂျန်စီးတွေဟာ27ရာစုဂျန်စီးတွေဖြစ်တယ်တို့ရဒီစွန်စုရဲ့အစုံမိတ်ဖြစ်တဲ့ရန်သူကိုဘယ်ချိန်တိုက်ရမယ်နဲ့ဘယ်ချိန်မတိုက်ရဘူးဆိုတဲ့ဟာကိုကောင်းမွန်စွာနားလေလိမ့်မယ်နားလေကြားလိမ့်မယ်လို့လည်းကျွန်တော်ယုံကြည်မျှော်လင့်တယ်